မင်္ဂလာညချမ်းပါရှင်။ဇွန်လ18ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုစတင်မိထားရဲ့ထုတ်လင့်တင်ဆက်ပေးပါမယ်။ဒီနေ့ညပိုင်းသတင်းတွေမှာတော့ COVID-19 ရောဂါပိုးတွေ့သူတပတ်အတွင်း52ဦးရှိလာပြီးအရင်ရက်သရက်ဘက်တွေထက် ပိုးတွေ့သူပိုများလာတဲ့သတင်း။ငလင်ဘေးအတွင်းပြိုကျခဲ့တဲ့မန္တလေးမှာရှိတဲ့ Sky Villa ကွန်ဒိုကနေအမျိုးသမီး2ဦးနဲ့ကလေး2ဦးရဲ့ရုံလောင်းထပ်မံတွေ့ရှိခဲ့တဲ့သတင်း။အစ္စရေးနဲ့အီရန်တို့၄ရက်မြောက်နေ့အဖြစ် ဒုံးကျည်တွေနဲ့အပြန်လန်ပြစ်ခတ်နေတာကြောင့်ရေနံဈေးတွေထပ်မံမြင့်တက်တဲ့တွင်ကာဖျူးမင်းကိုနောက်ထပ်ရက်အနည်းငယ်ဆက်လက်ထုတ်ပြန်ထားမယ်လို့လော့အင်ဂျလိစ်မြို့တော်မှပြောကြားခဲ့တဲ့တွင်နဲ့လာမယ့်တောက်ကြနေ့မှာလီဗာပူးအသင်းနဲ့ဖလော်ရီယန်ဗတ်စ်စီးစစ်မှုခံယူမဲ့တွင်အဆောက်ရှိတဲ့တွင်တွေကိုတင်ဆက်ပေးမှာပါဦးဆောင်တွင်တဲ့ပုံအနေနဲ့ COVID-19 ရောဂါပိုးတွေ့သူတပတ်အတွင်း52ဦးရှိလာပြီးအရင်ရက်သက်သက်ပတ်တွေထက် ပိုးတွေ့သူပိုများလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ COVID-19 ရောဂါပိုးတွေ့သူတစ်ပတ်အတွင်း52ဦးရှိလာပြီးအရင်ရက်သက်ရက်ပတ်တွေထက်ပိုးတွေ့သူပိုများလာတယ်လို့ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဇွန်ရှင်းရက်ကနေ15ရက်အတွင်းယောဂပိုတန်နီယာရှိသူ2285ဦးကိုစစ်ဆေးရာပိုးတွေ့သူ52ဦးရှိလာကြောင်းရာဂိုင်းနှုန်းအဖြစ်နှစ်တသမနှစ်ရှိရာဂိုင်းနှုန်းရှိကြောင်းသိဆုံးသူမရှိကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ရက်တရက်ဘက်ဇွန်တရက်ကနေ6ရက်အထိကိုဗစ်ပိုတန်နီယာရှိသူ2154ဦးကိုစစ်ဆေးခဲ့ရာပိုးတွေ့ရှိသူ32ဦးရှိခဲ့ကြောင်းရာဂိုင်းနှုန်းအဖြစ်တိတသမ4ရာဂိုင်းနှုန်းရှိကြောင်းသိဆုံးသူမရှိကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့မေ25ရက်ကနေဇွန်တရက်အထိကိုဗစ်ပိုးတွင်းရှိသူ18ဦးရှိခဲ့ပြီးပိုးတွင်းရှိသူတွေဟာရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ်တွေကဖြစ်ပါတယ်။ဒါကြောင့်အခုကိုဗစ်ပိုးတွင်းရှိမှုမှာပြီးခဲ့တဲ့ရေသရက်ဘက်တွေထက်များပြားလာတာကိုတွေ့ရပါတယ်။ဆက်လက်ပြီးငလင်းဘေးအတွင်းပြိုကျခဲ့တဲ့မန္တလေးမှာရှိတဲ့ Sky Villa ကွန်ဒိုကနေအမျိုးသမီးတဦးနဲ့ကလေးတဦးတို့ရဲ့ယုံလောင်းထပ်မံတွေ့ရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ဘေးအတွင်းပြိုကျခဲ့တဲ့မန္တလေးမှာရှိတဲ့ Sky Villa ကွန်ဒိုကနေရုံလောင်းနှလောင်းထပ်မံတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ဇွန်လ16ရက်နေ့မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရှောက်ဖေးကေစရေးတပ်ဖွဲ့ဝင်တွေဟာရုံအလောင်းကျန်ရှိနေတဲ့မန္တလေးမြို့စကိုင်းမီလာအစအဦး A အဆောင်နဲ့ B အဆောင်တို့ကိုရင်ရန်ရရီအသုံးပြုပြီးဖေရှားရှင်းလင်းနာရီနဲ့ရုံလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ဒီလိုဆောင်ရွက်ရာ မိုးလဲ3:35မိနစ်အချိန်မှာ BS အခန်းမှတ် W5 ကနေအမျိုးသမီးတအူးရဲ့ရုံအလောင်းနဲ့ကလေးအမျိုးသားတအူးတို့ရဲ့ရုံအလောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ခွဲရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်ဆိုပါ Sky Villa ကွန်ဒိုကနေပြီးခဲ့တဲ့ရက်ပိုင်းအတွင်းရုံလောင်းတွေဇက်တိုက်ဆိုသလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အစ္စရေးနဲ့အီရန်တို့၄ရက်မြောက်နေ့အဖြစ်ဒုံးကျည်တွေနဲ့အပြန်အလှန်ပစ်ခတ်နေတာကြောင့် ရေနံဈေးတွေထပ်မံမြင့်တက်နေတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။နောက်ထပ်တိုက်ခိုက်မှုတွေလှုံ့ဆော်မယ်လို့ချင်းချောက်ထားကြတာနဲ့ငွေကြေးဖောင်းပွားမှုကိုဖြစ်ပေါ်စေနိုင်တဲ့ကာလရှည်ပဋိပက္ခဖြစ်ပွားလာမှာကိုစိုးရိမ်မှုတွေကြီးထွားလာတာတွေနဲ့အတူအစ္စရေးနဲ့အီရန်တို့လေးရမြောင်းနေအဖြစ်ဒုံးကျည်တွေနဲ့အပြန်လန်ပစ်ခတ်တိုက်ခိုက်နေတာကြောင့်ရေနံဈေးတွေဟာဇွန်16ရက်ကဆက်လက်မြင့်တက်နေခဲ့ပါတယ်။ ပုံမှန်စိတ်ချရတဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ်အပြေးလွှားဝင်ယူနေကြတာကြောင့်ရွှေဈေးတွေလည်းစံချိန်တွေမြင့်တက်နေတဲ့ဆိုပေမဲ့ stock share ဈေးကွက်အများစုဟာဈေးတွေကျဆင်းပြီးအရှုံးပေါ်ခဲ့တဲ့ဆိုပေမဲ့ Israel Iran ပတိပခါကအရှိအလဲပိုင်းမှာပြန့်နှံ့မှုမရှိဘူးဆိုတဲ့မျှော်လင့်ချက်တွေနဲ့အရှုံးပေါ်မှုတွေဟာအကန့်အသတ်ဖြစ်နေခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံသူတွေဟာအခုသတင်းပတ်အတွင်းကျင်းပမဲ့ဗဟိုဘဏ်ကြီးတွေရဲ့ဈေးဝင်ရလဒ်တွေကိုလည်းစောင့်ကြည့်နေပါတယ်။ အထူးသဖြင့်အမေရိကန်ဗဟိုဘဏ်ဂျပန်ဘဏ်တို့ရဲ့အစည်းအဝေးတွေကထွက်ပေါ်လာမဲ့အကြောင်းအရာတွေအတွက်ရင်းနှီးမြှုပ်နှံသူတွေကပြင်ဆင်လျက်ရှိပါတယ်။ဒါ့အပြင်သမ္မတဒေါ်နယ်ထရမ့်ရဲ့များပြားလာတဲ့သွင်းကုန်အခွန်အစည်းချက်မှုတွေကိုရှောင်ရှားဖို့ရည်ရွယ်ပြီးအမေရိကန်အစိုးရနဲ့တခြားနိုင်ငံတွေရဲ့ဆွေးနွေးမှုတွေကိုလည်းစောင့်ကြည့်နေကြတယ်လို့သိရပါတယ်။ဇွန်23ရက်မှာအီရန်စစ်တပ်နဲ့အီရန်နျူကလ িয়ার တည်နေရာတွေကိုအစ္စရေးရဲ့အလေးအငတ်တိုက်ခိုက်မှုက ရေနံစိမ်းဆေးတွေကို73ရာခိုင်နှုန်းအထိမြင့်တက်စေခဲ့ပါတယ်။အထူးသဖြင့်အီရန်ထံကနေရေနံတွေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေရှိနေတာကြောင့်ရေနံစိမ်းဆေးတွေထိုးတက်ခဲ့တာဖြစ်ပါတယ်။ရေနံစိမ်းဆေးတက်တာကကမ္ဘာတဝန်းမှာငွေကြေးဖောင်းပွားမှုကိုထပ်မံမြင့်တက်စေနိုင်တယ်လို့လေးလံဆန်းစစ်သူတွေကသတိပေးထားပါတယ်။ဒီလိုဖြစ်လာမယ်ဆိုပါကအစိုးရတွေဗဟိုဘဏ်တွေကငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်ဖို့ကာလကြာရှည်ကြိုးပမ်းမှုတွေအတွက်ထိုးနှက်ချက်ဖြစ်လာနိုင်တယ်လို့လေးလံဆန်းစစ်သူတွေကပြောပါတယ်။ စွဲရင်ဈေးတွေပိုများလာတာရဲ့လက်ငင်းအကျိုးသက်ရောက်မှုကတော့အဲ့ဈေးတက်မှုဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုနှေးကွေးစေမှာဖြစ်ပြီးအရေးရငွေကြေးဖောင်းပွားမှုကိုမြင့်တက်သွားစေပါလိမ့်မယ်လို့ IG မှာဈေးကွက်လေးလာဆန်းစစ်သူအဖြစ်ဆောင်ရွက်နေတဲ့တိုနီဆိုင်ကမောကပြောပါရယ်ဘိုးဘန်ကြီးတွေကစွဲရင်ဈေးတွေယာယီမြင့်တက်လာတာကိုသတိမပြုမိပဲအဲ့ဒီစွဲရင်ဈေးတွေက ကာလရှည်ဆက်လက်မြင့်တက်နေမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေဟာသေယူပို့ဆောင်ရေးစည်းရိမ်တွေထုတ်လုပ်စည်းရိမ်တွေမြင့်တက်လာတာနဲ့ကြုံကြိုက်ကြမှာဖြစ်တာကြောင့်အဲ့ဒါဟာအ धिक ငွေကြေးဖောင်းပွားမှုကိုဖြစ်စေတဲ့အရာဖြစ်ဖြစ်လာစေမှာဖြစ်ပါတယ်လို့၎င်းကပြောပါတယ်။အဲ့ဒါဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့အခွန်စည်းကြမ်းမှုတွေကြောင့်ကြိုတင်မျှော်မှန်းထားတဲ့စီးပွားရေးတိုးတက်မှုနှေးကွေးတာကိုထောက်ကူဖို့ဘိုဘန်ရဲ့အတူနှုံရှော့ချနိုင်စွမ်းကိုအတားအဆီးဖြစ်စေပါလိမ့်မယ်လို့တိုနီဆိုင်ကာမော်ကပြောကြားခဲ့ပြီးအခုတစ်ပတ်ဘိုဘန်ရဲ့အစည်းအဝေးမှာဒီကိစ္စဟာနောက်ထပ်စဉ်းစားရမယ့်ကင်းရှင်တစ်ခုဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။ထမှန်ပြီ။ကာဖျူမင်းကိုနောက်ထပ်ရက်အနည်းငယ်ဆက်လက်ထုတ်ပြန်ထားမယ်လို့လော့အင်ဂျလိစ်မြို့တော်မှပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါပါ။ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်လော့အန်ဂျလိစ်မြို့မှာဆန္ဒပြမှုတွေကိုရက်ဇတိုက်ဖြစ်ပွားခဲ့တဲ့ဇွန်15ရက်မှာလော့အန်ဂျလိစ်မြို့တော်ဝန်ကာရန်ဘတ်ကညမထွက်ရကာဖျူးမိန်ကိုနောက်ထပ်ရက်အနည်းငယ်ဆက်လက်ထုတ်ပြန်ထားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ တောင်မရီကတိုက်သားအများပြားရှိတဲ့လော့အင်ဂျလိစ်မြို့မှာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုဖမ်းဆီးနေတဲ့ Trump အဆိုရအဖွဲ့ရဲ့လှုံ့ဆော်ချက်ကြောင့်ဇွန်6ရက်ကစာပေဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ဆန္ဒပြမှုအများစုဟာငြိမ်းချမ်းစွာဆန္ဒပြတာဖြစ်ပြီးလော့အင်ဂျလိစ်မြို့လယ်ကောင်းမှာရှိတဲ့သေးငယ်တဲ့နေရာတွေမှာသာပြုလုပ်ခဲ့တာဖြစ်ပေမဲ့ Trump ကဆန္ဒပြသူတွေကိုနှိမ်နှင်မှုအမျိုးသားအဆောင်တပ်ဖွဲ့ဝင်၄000နဲ့ Marine တပ်သား900ကိုဆင်လွတ်ခဲ့တာကြောင့်ဆန္ဒပြမှုတွေဟာပုံမပြင်းထန်လာခဲ့ပါတယ်။ ဆန္ဒပြမှုတွေစတင်ဖြစ်ပွားချိန်မှာအခြေအနေကိုထိမ့်သိမ်းနိုင်ကြောင်းဒေသခံအများရှိတွေကပြောကြားခဲ့ပေမဲ့လည်းထရမ့်ကစစ်တပ်ကိုဆင်လွတ်ခဲ့တာဖြစ်ပါတယ်။လော့အင်ဂျလိစ်မြို့ရဲ့ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့နေရာမှာလက်သရမ်းဖျက်ဆီးမှုပြစ်စည်းတွေလူရဲမှုတွေကိုတားဆီးဖို့အတွက်မြို့တော်ဝန်ကစွန်စရက်ကစားပြီးညမထွက်ရကာဖျူးမင့်ကိုထုတ်ပြန်ခဲ့ပါတယ်။အကြံဖတ်ဖြစ်ရတွေနောက်ွယ်မှာရှိရလူရဲရောကြလာလိမ့်မယ်လို့မျှော်လင့်ကြောင်းမြို့တော်ဝန်ဘတ်ကပြောကြားခဲ့ပါတယ်။ ဲ့ဒါကြောင့် curfew မင့်ကိုနောက်ထပ်ရက်အနည်းငယ်ဆက်ပြီးထုတ်ပြန်ရမယ်ဆိုတာကျွန်မသိလိုက်ပါတယ်လို့၎င်းကပြောပါရယ်။စီးနင်းလူရဲမှုတွေဘယ်ချိန်ထိဆက်ဖြစ်နေမလဲဆိုတာကျွန်မတို့မသိပါဘူး။ဘလို့ပုံစံမျိုးတွေနဲ့စီးနင်းလူရဲမှုတွေဖြစ်နေမလဲဆိုတာကိုလည်းကျွန်မတို့မသိပါဘူးလို့ Bass ကပြောပါရယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့လွန်အင်ဂျလိစ်မြို့အပအဝင်တခြားမြို့တွေမှာတရားမဝင်ရွှေပြောင်းတွေကိုနေရက်ပြန်ပို့တဲ့အထောက်ကျိုးဝတ်မှုတွေကိုအချိန်မြင့်လှုပ်ဆောင်မှုဇွန်25ရက်ကဖက်ဒရယ်အာဏာပိုင်တွေကိုညွှန်ကြားခဲ့ပါတယ်။ နောက်ဆုံးသတင်းဒီပုံအနေနဲ့လာမယ့်တောက်ကြာနေ့မှာလီဗာပူးအသင်းနဲ့ဖလော်ရီယန်ဘတ်စ်စီးစစ်မှုခံယူမယ်ဆိုတဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။လီဗာပူးအသင်းကိုပြောင်းရွှေ့တော့မဲ့ဂျာမန်ကွင်းလည်တိုက်စစ်ကစားသမားဖလော်ရီယန်ဘတ်စ်ဟာတောက်ကြာနေ့မှာ အသင်းအသင်းနဲ့စီးစစ်မှုခံယူဖို့ရှိရလို့သိရပါဗျ။ Britain သတင်းစာ The Atlantic က Vance ရဲ့စီးစစ်မှုခံယူမဲ့နေ့ကို ဖော်ထုတ်ရေးသားလာတာဖြစ်ပါတယ်။ ဖတ်စီရဲ့အပြောင်းရွှေ့ဟာပြီးခဲ့တဲ့တပတ်ခရဲကပေးသက်သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။လေဘာဘူအသင်းအနေနဲ့ဖတ်စီရဲ့အပြောင်းရွှေ့ခြင်းအတွက်ကနအိုးပေါင်တန်းတရာပေးချေရမှာပါ။ပရီးမီးယားလိနဲ့ချန်ပီယံလိပိုဆွဲမှုအပောင်းဝင်တခြားစွမ်းဆောင်ရည်တွေပေါ်မူတည်ပြီးအရွန်ဂျီပေါင်16တန်းထပ်ပေးရမှာဖြစ်ပါတယ်။အသက်22နှစ်သားရှိသေးတဲ့ Vass ဟာ Liverpool အသင်းနဲ့9နှစ်စာချုပ်ချုပ်ဆိုပွဲရှိနေပါတယ်။ Vass အဖို့ ဘိုင်ယန်မြို့နယ်မန်စီတီရီယယ်မက်ဒရစ်အသင်းတွေရဲ့စိတ်ဝင်စားမှုကိုညှင်းပယ်ပြီးလီဗာပူးကိုရွေးချယ်ခဲ့တာပါဖတ်စ်ဟာလက်ရှိမှာ အားလျက်အပန်းဖြေနေတယ်လို့သိရပါတယ်ဆိုဆန်း9ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုထားရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်တာယာအေးချမ်းနဲ့ညချမ်းချိန်ခါလေးဖြစ်ပါစေ